ဟယ်လိုအားလုံးမင်္ဂလာပါဘူပေါ်မှချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အာဆင်နယ်အနေနဲ့တိုက်တယ်ရေးစ်မှာသူတို့ရဲ့အကြီးမားဆုံးအန်ဒီရယ်လို့ပြောရမယ့်မန်ချက်စတာစီးတီးကတောက်လျှောက်ပြန်ပြီးတော့ကတ်လာပြီး PR တွေကျွန်တော်ပေးလာပြီးအာဆင်နယ်အနေနဲ့တပွဲပဲကျွန်တော်ချီချော်တဲ့မန်ချက်စတာစီးတီးကတောက်လျှောက်အမှတ်ပြန်ကတ်လာပါပြီဆိုတော့အာဆင်နယ်အနေနဲ့ဒီယာဒီသူတို့ချန်ပီယံဖြစ်ဖို့ကြိုးပမ်းနေတဲ့ရည်ရွယ်နေတဲ့ယာဒီမျိုးမှာထပ်ပြီးတော့ကျွန်တော်သာတိုင်ပတ်သွားအောင်မလားပေါ့ဘာလို့လဲဆိုတော့အာဆင်နယ်တတိထားမှရပါမယ် မန်ချက်စတာစီးတီးဟာအာဆင်နယ်ကိုကျော်ပြီးတော့ချန်ပီယံဖြစ်နိုင်စွမ်းရှိတယ်ဆိုတာပြီးခဲ့တဲ့ရာသီတွေမှာတက်တည်ပြခဲ့မှုတဲ့တာရကတွေတခါမှကကျွန်တော်ရှိကြတယ်။အာဆင်နယ်ပြည်သက်တွေအနေနဲ့အာဆင်နယ်အသင်းအနေနဲ့ဒီလိုအခြေအနေမျိုးကတော်တော်ကိုစိတ်ချောက်ချားစရာကာလာမျိုးလို့ကျွန်တော်ပြောလို့ရတယ်။ဘာလို့လဲဆိုတော့လက်ရှိ Manchester City ရဲ့ form ကလက်ရှိ Manchester City လုတ်ပြတာတွေကပေါ့နော်။ဘလို့အသင်းမျိုးမကူမဆိုအနိုင်ယူနိုင်စွမ်းရှိပြီးတော့ ဒီလေဗာဝူးတင်းကို3ဂိုးဂိုးမရှိနဲ့အိမ်ခွင်းမှာအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာမန်စီးတီးကဒီတက်ပူကောင်းလာဖို့ပဲရှိတယ်ဒီတက်ပူပြီးတော့မိုမန်တမ်ပူကောင်းလာဖို့ပဲရှိတယ်ဆိုတဲ့ statement performance မျိုးဖြစ်နေလို့ပဲတော့အာဆင်နယ်ဒီနဲ့လက်ရှိအသာစီးရထားတဲ့အမှတ်တီကိုတောက်လျှောက်ဆက်ပြီးတော့ရော့မသွားဖို့ကျွန်တော်လိုတယ်ဆိုတော့မန်ချက်စတာစီးတီးဟာဒုတိယနေရာကနေပြီးတော့အာဆင်နယ်ကိုကြိုပြီးတော့ဖလားတွေပါတွေထက်ယူပြသွားအောင်မလား အာဆင်နယ်အတွက်အရင်စိတ်ပူစရာပါအာဆင်နယ်အတွက်တော်တော်လေးကိုစိတ်ပူစရာဖြစ်နေပါပြီဆိုတော့ဒီထဲမှာကျွန်တော်တို့လီဗာပူးသင်းကိုစင်းနေထဲသင်းတော့လို့မထင်ဘူးပေါ့နော်ဒါတပွဲလောက်ကအပြောင်းလဲတော့ဖြစ်နိုင်သေးတယ်ပေါ့လေတိုးတိုးလည်းပဲလက်ရှိလီဗာပူးသင်းရဲ့ခန်းစည်းတို့ဘာလို့နဲ့ပတ်သက်လို့ရှိရင်အများကြီးတိမ်မျောလင်းစရာမရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ခန်းစည်းကိုအပြောင်းလဲလုပ်ရင်တော့လုပ်ပေါ့တိုးတိုးလည်းပဲလက်ရှိတိုင်တယ်ရစ်တွေအာဆင်နယ်နဲ့မန်ချက်စတာစီးတီးဆိုတော့ပြီးခဲ့တဲ့ကျွန်တော်300ဒီကိုကျွန်တော်ပြန်ကြည့်ရင်မန်ချက်စတာစီးတီးဟာကျွန်တော်အာဆင်နယ်ရဲ့နောက်ကနေအာဆင်နယ်အောက်ကနေပြီးတော့ပေါ့နော် အာဆင်နယ်ကိုကြော်တရင်ဖလားတွေယူပြထားတာရှိလို့ပဲအဲ့ဒီတည်းကတရားဒီကတော့လီဗာပူးတင်းကဥဆောင်ထားတာပေါ့လေလီဗာပူးတင်းကဥဆောင်နေတဲ့ချိန်အာဆင်နယ်ကမန်ချက်စတာစီးတီးထဲတမှတ်ပဲကျွန်တော်တာတာပေါ့အဲဒါပေမဲ့လေလို့ဘောနော်စီးတီးကအောက်ကနေပြီးတော့ကြော်တက်ပြီးတော့ဖလားရသွားတယ်ဆိုတော့နောက်ဆုံးပရီးမီးယားလီဂ်300ဒီမှာမန်ချက်စတာစီးတီးဟာတို့အာဆင်နယ်ရဲ့အောက်ကနေပြီးတော့ဘောနော်လာရင်းနဲ့အာဆင်နယ်ကိုကြော်တက်ပြီးဖလားယူပြသွားတာနှစ်ချိန်ရှိပါတယ် ဲ့ဒီတော့အာဒီနာနဲ့အာစနယ်ကစားမားတွေနေနဲ့အာဒီကောင်ဒီဒီချိန်မှန်ထက်ပြီးတော့ငါတို့လှုပ်ပြအောင်မလားပေါ့ဒါမျိုးတွေသူတို့ပေါ့နော်စိတ်ချောက်ချားစရာကာလာမျိုးတွေရောက်လာပြီမန်ချက်စတာစီးတီးရဲ့ဘက်ကတော့ဂွာဒီယိုလာကတော့ပသူပွဲပြီးမှပြောတယ်လို့ပဲအောက်တိုဘာနိုဝင်ဘာကာလာလောက်မှာချန်ပီယံဘယ်တင်ဖြစ်မယ်မဖြစ်ဘူးဆိုတော့ကျွန်တော်ပြောလို့မရဘူးပေါ့ဒါပေမဲ့လည်းလို့ကျွန်တော်တို့အသင်းမှာချန်ပီယံဖြစ်ဖို့ဆိုလို့ရှိရင်ပွဲတွေဇက်တိုက်အနိုင်ယူနိုင်မှကျွန်တော်ရမယ်ပွဲတွေကိုအနိုင်ယူနိုင်စွမ်းဇက်တိုက်တွေအနိုင်ယူနိုင်စွမ်းရှိနေပြီဆိုတော့ကိုလည်းသူခန်းစားနေရတယ်လို့သူပြောလာတယ်အဲ့ဒီတော့ အာဆင်နယ်ကိုအနီးကပ်ဆုံးနဲ့အများဆုံးအန်ဒီရပေးနိုင်တာဒီမန်ချက်စတာစီးတီးပဲเนาะဆိုတော့ရှေ့ဒီမှာလဲကျွန်တော်ပြောလို့ပဲတောက်လျှောက်စုတို့ဖလားတွေပါတယ်ယူပြခဲ့မှုတွေအာဆင်နယ်ကိုကြော်ပြီးတော့အခုဆိုလို့ရှိရင်เนาะအခုဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောရမလဲဒီချန်ပီယံဖြစ်ဖို့အတွက်ပေါ့နော်ချန်ပီယံဖြစ်ဖို့အတွက်ကျွန်တော်ဒါအာဆင်နယ်ဟာလောလောဆယ်အဆင့်တက်မှ26မှတ်ပေါ့လေမန်ချက်စတာစီးတီးက22မှတ်ပေါ့ကြားထဲမှာ၄မှတ်กว่าပါတယ်အဲ့ဒီ၄မှတ်ကတပွဲနဲ့တင်အရာအလုံး အပြောင်းလဲဖြစ်သွားတဲ့အနေအထားမျိုးပါဖြစ်သွားနိုင်တဲ့အနေအထားမျိုးပါဘာလို့လဲဆိုတော့အာဇနယ်ကအကယ်လို့မြန်တပွဲလုံးအမှတ်ရော့တယ်ထပါတော့ရှုံးတာဖြစ်ဖြစ်နိုင်တာဖြစ်ဩတရေကြတာဖြစ်ဖြစ်ဖြစ်သွားလို့မန်ချက်စတာစီးတီးကဒီညကလိုပဲအနိုင်ထက်ယူအောင်မယ်ဆိုရင်ကျွန်တော်တို့အာဇနယ်နဲ့အနီးကပ်ဆုံးနေရာကိုပြန်ရောက်လာမှာဒါအပြင်အာဇနယ်ရဲ့တိုက်စစ်က90ရထားတယ်မန်စီးတီးတိုက်စစ်က23ခုရထားတယ်အာဇနယ်ခန်းစစ်က9ခုပဲပြီးထားရသေးတယ် Manchester City ခံစားက၈ဂိုးပဲပြီးထားရသေးတယ်။ဆိုတော့နှစ်သင်းစလုံးကဘောနော်ချန်ပီယံဖြစ်နိုင်မဲ့ quality မျိုးတွေပြထားတယ်။တိုက်စစ်ကောခံစစ်ကောပေါ့။ဆိုတော့ဟိုတိုက်စစ်ကကောင်းနေပြီးတော့ခံစစ်ကစုပ်ပြတ်တက်နေတယ်ဆိုရင်အခုလက်ရှိလီဗာပူးတို့လိုဖြစ်နေမှာ။အကယ်လို့ခံစစ်ကကောင်းနေပြီးတော့တိုက်စစ်ကဘောနော်ကျွန်တော်တို့အနေနဲ့ဒီလုံလောက်တဲ့ twin ကိုတွေ twin မထားနိုင်ဘူးဆိုလို့ရှိရင် Newcastle တို့ Crystal Palace တို့လိုဖြစ်နေမှာ။ဆိုတော့တိုက်စစ်ကောခံစစ်ကောကောင်းမှရမှာ။အဲ့ဒီအပြင်ကိုလူစရင်ကလည်းလုံလောက်တဲ့လူစရင်ဖြစ်နိုင်မှာကိုဝင်နေရတဲ့ ပြိုင်ပွဲနှစ်ခုဆက်လို့သုံးနှစ်ခုသုံးခုစလုံးကိုပေါ့နော်အကောင်းဆုံးဖြစ်အောင်ကစားနိုင်တဲ့လူစင်းမျိုးရှိနေမှတို့အနေနဲ့ပေါ့နော်ဒါတိုက်တဲ့ challenge တွေအယုံဘူလိုရမလဲကိုကောင်းနေထဲ့ခံရမှာဆိုနှစ်သိန်းစလုံးမှာကအဲ့ဒီလူမျိုးတွေရှိနေတယ်အာဆင်နယ်မှာ injury ပြဿနာကြုံနေရတဲ့ကစားမားတွေအများကြီးရှိတယ်အခုပြန်ကောင်းလာမယ်ဆိုလို့ချင်းအရန်ကောင်းတဲ့ squad တကူကိုကျွန်တော်မြင်ရဖို့ရှိတယ် Champions League Premier League ပြည်တွင်းဖလားတွေအားလုံးကိုရှင်ပြန်နေစွမ်းသူတို့မှာရှိတယ်ဒီလိုပဲ Manchester City မှာလည်း အင်ဂျူရီပြဿနာတွေပြန်ကောင်းလာတဲ့ကစားမတွေကျွန်တော်ရှိနေပြီဒါတော့မှဘလွန်ဒီယိုဆိုရှင်ကျွန်တော်တို့ဒီရိုဒရီဂိုတို့ရိုဒရီဂိုတို့ကစားမတွေမပါသေးဘူးအဲ့တော့လက်ရှိမှာလည်း Champions League ကို Premier League ကို Manchester City ကအရင်ပြန်ကောင်းလာပြီ။အဲ့ဒါကြောင့်နှစ်သင်းစလုံးကပေါ့နော် Title Race တွေကျွန်တော်တောက်လျှောက်သွားနေတဲ့ချိန်မှာအခုလက်ရှိ၄မှတ်ဖြတ်ထားပါသေးဆိုတဲ့ Arsenal ကငါတို့အဆင့်တက်မှာရောက်နေတာပဲ။ငါတို့တွေအဆင့်တက်မှာ၄မှတ်ဖြတ်ထားတာပဲဆိုပြီးတော့ပေါ်ဆလို့မရပါဘူး။တော်တော်လေးကိုစိတ်ပူစရာကောင်းတဲ့နေသားဖြစ်လာပြီ အာဆနယ်ဟာမန်ချက်စတာစီးတီးချန်ပီယံဖြစ်ခဲ့တုန်းကဆိုလို့ရှိရင်အဆင့်တက်မှာသူတို့အကြာကြီးနေခဲ့ပြီးတော့ယာဒီကုံကန်နီးပါမနော်မန်ချက်စတာစီးတီးကိုဖလားလက်လွတ်လျရတဲ့ကာလတွေရှိခဲ့ဘူးတဲ့အဲ့လိုမျိုးတွေကိုကျွန်တော်ကြည့်ရင်အဆင့်တက်မှာအကြာကြီးနေုံနဲ့လည်းဖလားမရဘူးဆိုတာမျိုးကိုကျွန်တော်တို့ပေါ့နော်ဒါတွေးနိုင်တယ်အဲ့တော့လက်ရှိအာဆနယ်လာမဲ့ပွဲတွေမန်ချက်စတာစီးတီးလာမဲ့ပွဲတွေကိုကျွန်တော်ကြည့်ရင်အာဆနယ်နီးနဲ့ပေါ့နော်ကျွန်တော်ဒါစပါးကိုအိမ်ဝင်းမှာလက်ခံကစားရမယ်ဒါဟာလန်ဒန်ဒါဘီပြိုင်ပွဲဖြစ်တဲ့အတွက် အာဆင်နယ်တက်ကတော်တော်ကိုစိတ်ပူစရာပါကျတော့ရှေ့လာမဲ့နှစ်သင်းစလုံးရဲ့ပွဲစဉ်တွေကိုကြည့်ကြည့်ရင်ပေါ့နော် International Break နှစ်ပတ်တော့နားရမယ်ပေါ့လေ။ဒါပေမဲ့ Arsenal ကစားမအများစုက International Break မှာနိုင်ငံလက်ရွေးစဉ်တွေကိုသွားကစားရမယ်။ Injury ပြဿနာတွေဘာတွေမကြုံပါစေနဲ့လို့ပဲသူတို့ဆုတောင်းရမယ်ပေါ့နော်။ကျတော့စပားကိုအိမ်ဝင်းမှာလက်ခံကစားရမယ်။ဒါကဒီကနေ့တွေးကြည့်ရရင်ပေါ့နော်။ Arsenal အတွက်ကျွန်တော်တို့ဒီပွဲနိုင်မှာပါ။စပားကအဲ့လောက်ကောင်းနေတာမဟုတ်ဘူးပေါ့နော်။အိမ်ဝင်းလည်းဖြစ်တယ်ဆိုတော့ Manchester Arsenal ကိုရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး။နောက်တစ်ခုက Chelsea ကိုလက်ခံကစားရမယ်။ အိမ်ဝင်အဝေးဝင်ချက်စီးကွင်းမှာသွားကစားရမယ်ဒါတတော်ကိုစိတ်ပူစရာပါတတော်ကိုစိတ်ပူစရာပါလို့လဲဆိုတော့လန်ဒန်တာဘီပြိုင်ဘက်ဒီဂျီပီသူတို့ဇက်တိုက်ကစားဖို့ရှိတဲ့အချိန်မျိုးမှာရှေ့လာမဲ့နှစ်ပွဲကသူတို့ရဲ့ဘောနောလက်ရှိဇယားအချိန်ကိုအပြောင်းလဲလုပ်ပေးသွားနိုင်တဲ့အနေအထားမျိုးမှာရှိနေတယ်သူတို့ကကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုရင်နောက်တစ်ခုကဘရန်ဖူးကိုအိမ်ဝင်မှာလက်ခံကစားရမယ် ရန်ဖူးကပေါ့နော်တော်တော်လေးကိုအန်ဒီအများတဲ့အတင်းမှာအတင်းကြီးတွေဆိုလို့ရှိရင်တော်တော်လေးပဲဒီပုံစံနဲ့တော့ဘရန်ဖူးဟာအာဆင်နယ်ကိုဒုက္ခပေးနေစွမ်းရှိတယ်လို့မထင်ဘူးအက်စတန်ဗီလာကတကယ်ကောင်းနေတယ်မှာပါတယ်အဝေးဝန်းကိုသွားကစားမယ်အက်စတန်ဗီလာဟာလက်ရှိတအားကောင်းလာပါပြီဆိုတော့အာဆင်နယ်ရဲ့ level မှာတော့အက်စတန်ဗီလာကရှိမနေဘူးအာဆင်နယ်ကောင်းတော့အက်စတန်ဗီလာကောင်းမနေဘူးဒါပေမဲ့လို့အက်စတန်ဗီလာဟာယာဒီအစကအက်စတန်ဗီလာမဟုတ်တော့ဘူးအရင်ကောင်းတဲ့အက်စတန်ဗီလာဖြစ်လာပြီဒါအပြင်ဘီလာကွင်းကိုလည်းသွားကစားမယ်ဆိုတဲ့အခြေအနေမျိုးမှာအာတီတာအတွက်က တော်တော်ကိုခေါင်းခဲစရာပွဲမျိုးဖြစ်လာအောင်ပါတိုးတော်လည်းပဲအဲ့ဒီတည်းမှာအာဆင်နယ်အလုံးစုံရှုံတပွဲပေါ့ဗျာပြဿနာကအဲ့ဒီပွဲဘယ်ပွဲကိုရှုံမလဲဆိုတာတော့ကျွန်တော်ခေါင်းထဲမှာမမြင်မိဘူးเนาะသူတို့ကိုအနည်းဆက်ဆုံးဒုက္ခပေးနေတာ Chelsea ပဲတိုးတော်လည်းပဲ Chelsea က defensive ပြဿနာရှိနေတယ်အဲ့တော့ Chelsea အိမ်ဝင်ဖြစ်လို့ဒါ Chelsea ဘက်ကကျွန်တော်နေနေပေါ့နော်မျောလင်းလို့ကျွန်တော်ရာကောင်းရမှာဆိုတော့ Arsenal အနေနဲ့လိုက်ရှိလာမယ့် Premier League ၄ပွဲမှာတကယ်ကိုရလက်တွေအပြစ်အမှတ်တွေအပြစ်မယူနိုင်ရင် NDA များပါတယ် မန်ချက်စတာစီးတီးဘက်ကိုကျွန်တော်တို့ကြည့်ရင်စီးတီးဟာ international break ပြီးပြီဆိုတာနဲ့နျူကာဆယ်အဝေးခွင့်ကိုသွားကစားရမယ်ကျွန်တော်ကတော့နျူကာဆယ်ကလက်ရှိကောင်းနေတယ်ပေါ့နော်ဆိုပေမဲ့လည်းလို့ပရီးမီးယားလိမှာတော့တော်တော်ဆိုးပါတယ်ချန်ပီယံစ်လိမှာတော့သူကနေသူအဆင်ပြေနေတယ်ပဲပရီးမီးယားလိမှာနျူကာဆယ်တော်တော်အခြေအနေဆိုးပါတယ်သို့တော်လည်းပဲကာဆယ်ရဲ့အိမ်ဝင်ဆိုတော့မန်ချက်စတာစီးတီးတို့ကမလွယ်ပါဘူးနျူကာဆယ်ကတိုင်ပတ်ကောင်းပတ်နေလိမ့်မယ်ဒါပေမဲ့အိမ်ဝင်ဖြစ်တဲ့အတွက်သူတို့တွေစီးတီးကိုဒုက္ခပေးဦးမှာပဲအိမ်ဝင်ကနျူကာဆယ်ကတော်တော်ကောင်းနေတယ်မှာပါပါတယ် တေးကြတဲ့ဒါအဝေးဝင်းဆိုရင်တေးကြပေါ့နျူကာဆယ်ရှုံးတယ်ဒါပေမဲ့နျူကာဆယ်အိမ်ဝင်းဆိုတော့ဘာမှတိပြောလို့မရဘူးနောက်တစ်ခုက Leeds United ကိုအိမ်ဝင်းမှာ Man City ကကစားရမယ်အနိုင်ပါပဲเนาะ Fulham ကိုအဝေးကမှာတွားကစားရမယ်ဂိုးမပြတ်ဖ ೇನೆ ကတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ် Sunderland ကိုအိမ်ဝင်းမှာလက်ခံကစားရမယ် Sunderland ကွင်းဆိုရင်တော့ City တွေမျောလင်းစရာတအားနေတယ်ဒါပေမဲ့လို့ Sunderland ကအဝေးကွင်းကိုလာကစားရမယ်ဆိုတော့တေးကြတယ် Liverpool လိုတင်းမျိုးကိုတော့မှ3-0နဲ့အိမ်ဝင်းမှာနိုင်တာ Sunderland ကိုအိမ်ဝင်းမှာလက်ခံကစားဖို့ဆိုတာအနိုင်ရလဲဖြစ်ဖို့များပါတယ် ကျွန်တော်လည်းကအဝေးကွင်းတရားဒီမှာတော်တော်လေးကိုကောင်းနေတဲ့နေရာမှာမပါဘူးဆိုတော့လေအဲဒါကြောင့်ကျွန်တော်တို့လာမယ့်၄ဝဲစီအာဆင်နယ်နဲ့မန်ချက်စတာစီးတီးကိုကြည့်ရင်သူတို့ရှင်ပြန်ရမယ့်ပြိုင်ဘက်ဒီမှာနှစ်သင်းစုံရဲ့ပေါ့နော်ကျွန်တော်အစရာရက်တည်မှုကိုချက်ချင်းပြောင်းလဲပြနိုင်မယ့်ပြိုင်ဘက်ဒီဖြစ်နေတယ်အဲတော့အာဆင်နယ်ဒီနဲ့မန်စီးတီးရောက်လာပြီဟေ့မန်စီးတီးကတော့ငါတို့နားရောက်လာပြီဟေ့ဆိုတဲ့တတိထားမှကျွန်တော်ဖြစ်မယ်ပုံစံနဲ့မန်စီးတီးကသူတို့နောက်ကနေပြီးတော့ဖလားတွေယူပြသွားတဲ့နှစ်တည်ရှိပါတယ်နောက်ဆုံး၃နှစ်မှာ၂နှစ်ထိကျွန်တော်ရှိတယ်အာဆင်နယ်ဒီနဲ့ လုံးဝအမှန်ရော့ချီချိုးလို့မရပါဘူးဆိုတော့အာဆင်နယ်အများကြီးတတိထားမှရပါမယ်အာဆင်နယ်နေနဲ့တော်တော်လေးကိုစိတ်ပူစရာကာလာတွေရောက်လာပြီလို့ပြောလို့ရတယ်မန်ချက်စတာစီးတီးကတော့ဗျာသူတို့ကဖိအားရှိတဲ့အတင်မဟုတ်ဘူးသူတို့ကလိုက်ဖိအားပေးတဲ့အတင်ဆိုတော့သူတို့တို့ကအဲ့လောက်ကြီးကြီးသူတို့မှဖိအားမရှိဘူးအာဆင်နယ်တော့အာဆင်နယ်ကတော့ဟာဒီကောင်တွေငါတို့ကိုမှီလာတော့မလားရှိမှလည်းဒီကောင်တွေကလုံးပြခဲ့ပူပြီဆိုတော့ဆိုပုံစံမျိုးနဲ့အာဆင်နယ်ကစိတ်ပူဖို့ကောင်းပါတယ်ပူဆိုတာက injury ပြဿနာတွေအများကြီးအာဆင်နယ်ကကြုံနေရတယ်လူစင်းတောင့်တင်းနေတယ်ဆိုရင်တော့တမျိုးဗျာသေးလား အခုကလူစင်းမတောက်တဲ့နေသားမျိုးအာစနယ်က injury ပြဿနာတွေဘာတွေပဲကြုံနေရတယ်ဆိုတော့ပို့ပြီးတော့စိတ်ပူကောင်းတယ်ဆိုတော့ညီကလေးနေနေရောဘလူမင်းရလဲအာစနယ်အနေနဲ့ပေါ့နော်အရင်စိတ်ပူရမယ့်ကာလာမျိုးတွေရောက်လာပြီလို့ထင်ကြလားဆွေးရကြပါအောင်အားလုံးကိုချစ်တင်ပါတယ်